ကျမ၏ဝင်ကြီးဌာနမှအခုနှစ်ကစတင်ပြီးစီးရင်ပေးသွင်းထားတဲ့စီးရင်ပါ TV လူနာ2000ကျော်ဟာ၎င်းတို့ပုံမှန်ရရှိနေတဲ့အထွေထွေစရိတ်အတွက်ထောက်ပံ့ငွေကိုဇွန်လကကစတင်ပြီး ATM ဆက်တွေကနေတဆင့်ထုတ်ယူနိုင်မယ်လို့သိရပါဗျ။အဲ့ဒီထောက်ပံ့ငွေတွေကိုထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရီမန်းချက်၃မျိုးရန်ပုံငွေအဖွဲ့ 3MDG ကထောက်ပံ့တာဖြစ်ပြီး ရန်ကုန်နဲ့မန္တလေးမြို့မှာရှိတဲ့မြို့နယ်90ကစီးရင်ပါ TV လူနာ2000ကျော်အတွက်စေဝါကုသမှုခံယူရမှာငွေကြေးအခက်အခဲမရှိဘဲကုသမှုခံယူနိုင်ဖို့စေကုသမှုခံယူတဲ့လာပေါင်း20အတွက်လူနာတအူးကိုလစဉ်ကျပ်3000ရရှိမှာဖြစ်တယ်လို့သိရပါဗျ။လူနာတွေစေကုသမှုလာရောက်ခံယူရင်းနဲ့ငွေကြေးထုတ်ယူနိုင်ဖို့ရန်ကုန်နဲ့မန္တလေးတိုင်းဒေသကြီးတို့မှာရှိတဲ့ TV ရောဂါကုဌာနတွေမှာကမ္မောဇာဘဏ်က ATM ဆက်တွေကိုတက်ဆင်ပေးထားတယ်လို့သိရပါဗျ။ 3 MDG အဖွဲ့အနေနဲ့မြန်မာနိုင်ငံမှာစီးရင်ပါ TV ဖြစ်ပွားမှုရှော့ချရေးလုပ်ငန်းစဉ်တွေအတွက်စုစုပေါင်းအမေရိကန်ဒေါ်လာ16သန်းရထားခဲ့ပြီးအဲ့ဒီအနေနဲ့အမေရိကန်ဒေါ်လာ17.5သန်းကို TV လူနာ2200ကျော်အတွက်ကုသမှုပေးရမှာအသုံးပြုဖို့သဘောတူညီထားခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံအနေနဲ့ TV ယောဂါဖြစ်ပွားနှုန်းတွေနှစ်ဆင်ကြာဆင်းလာပေမဲ့စီးရင်ပါ TV ဖြစ်ပွားနှုန်းဟာမြန်မာနေသေးတယ်လို့ဆိုပါတယ်။ ယောဂရှာဖွေတွေ့ရှိမှုနှုန်းဟာလိုအပ်ချက်အချို့ရှိနေသေးတာကြောင့်လူနာတွေကိုကွင်းစင်းရှာဖွေကုသတဲ့အစီအစဉ်တွေကို Mobile Team အဖွဲ့ကိုးပွဲနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလှုပ်ဆောင်လျက်ရှိရလို့သိရပါဗျ။မြန်မာနိုင်ငံမှာ TB ယောဂါဖြစ်ပွားမှုနှုန်းဟာလူဦးရေသသိန်းမှာ TB လူနာသစ်383ဦးရှိပြီးလူနာဟောင်းတွေမှာလူဦးရေသသိန်းကို483ဦးရှိကသေဆုံးနှုန်းအနေနဲ့လူဦးရေသသိန်းကို49ဦးနှုန်းသေဆုံးလျက်ရှိရလို့သိရပါဗျ။ တနိုင်ငံလုံးအတိုင်းအတာအရာလူဦးရေ2သိန်းနီးပါးခန့် TB ရောဂါဖြစ်ပွားနေပြီးဆေးကုသမှုမခံယူတဲ့လူနာဦးရေ9000ကျော်ရှိရလို့သိရပါဗျာ။